အားလုံးမင်္ဂလာပါရှင်မွေး channel ရရင်ကြိုဆိုလိုက်ပါတယ်မိုးဒီနေ့တင်ဆက်ပေးမယ့် video လေးကတော့ဆရာတော်ကြီးတွေမိသမီးမိကိုနေအကုန်လုံးကိုဖြစ်ဆိုနိုင်လို့ပထမဆုံး320ကိုစုခုသွားတဲ့ဓမ္မစကူចောင်းသားလေးမောင်စိုးတူရာတို့ရဲ့ video လေးပဲဖြစ်ပါတယ်မွေး video ထဲမှာဆိုလို့ရှိရင်တော့ဒီမောင်လေးရဲ့ရောက်မှာတော်ရဲပေါ့နော်ဒီဆရာတော်ကြီးကမေးတယ်ဒါပေမဲ့ तू ကအကုန်လုံးကိုဖြေနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ပထမဆုံးကိုစုခုသွားပဲဖြစ်ပါတယ်သူ့ရဲ့ video လေးကိုမိုးနဲ့တူအဆုံးထိလက်ပဲကြည့်ရှုဖို့ဖိတ်ခေါ်ပါရှင့်ခမဲတော်တော်တော်နာမင်းကြီး ပြိဋိဘံစန္ဒနာမူသည့်အချိန်မြတ်စွာဘုရားရှင်ဝါဆိုတရင်သုံးနေခဲ့သည့်မဟာဟွန်တော်သည်မိသည့်ပြီမတော်ဟုတ်ဖြစ်ပါသည်ေတောထိပြီဘီဝဒလီပြီစီကပိလောပြီဒီပါရဏဒီပြီဘီဝဒလီပြီပါဖေခမဲတော်တရဏမင်းကြီးပြိဋိဘံစန္ဒနာမူသည့်အချိန် မြတ်စွာဘုရားရှင်ဝါဆိုတရင်သုံးနေခဲ့သည့်မဟာအောင်တောဦးသည်မြည်သည့်ပြည်မှတောဦးဖြစ်ပါသည်ဆိုတဲ့မိကုံးမှာပြန်မဝင်သည်အဖြစ်ပြီးဝိတာလီလို့ဖြေထားပါတယ်ဖြေစုသူရဲ့အဖြစ်မှန်ကန်ပါတယ်ခင်ဗျာဝိတာလီပြည်ဖြစ်ပါတယ်မှန်ကန်ပါတယ်နောက်ထပ်မိကုံးတစ်ခုပြပေးထားပါမယ် မပြခင်ဘုန်းကြီးညရင်ရုပ်ပေးမယ်နော်နားထောင်ပြီးတော့မဆုံးဖြတ်ပေါ့နံပါတ်1မိကုံမြတ်စွာဘုရားရှင်နဲ့တတ်တော်ရွယ်သူဖြစ်သောပတိနေတီကောသလမင်းကြီးဤစစ်တေနာပတိဘန္ဒူလစစ်သူကြီးကတော်မန်လိကာဤမွေးဖွားရဇာတိကိုတိကျစွာဖြေပါဆိုတဲ့မိကုံဖြစ်ပါတယ်ဆက်ပြီးတော့ဖြေမယ်ဆိုလို့ရှိရင်အဖြေလေးမျိုးပြမယ် ဆက်ပြီးတော့မဖြေဘူးဆိုလို့ရှိရင်တော့စစောကစုငွေ2သိန်းရရှိမယ်ဆက်ပြီးတော့ဖြေလို့အဖြေမှားလို့ရှိရင်စုငွေ2သိန်းမှာဆုံးရှုံးမယ်ဒါလေးဆက်ပြီးတော့ဖြေပါလားဟုတ်ကဲ့ဆက်ပြပါမယ်ဟုတ်ကဲ့ဆက်ပြပါမယ်ဗျာဆိုအဖြေလေးမျိုးပြောပါ A ကောဒလာတိုင်း B ရာဇဂျိုရာဇဂျိုပြီး C ပါရဏတိပြီး D ကုတိနာရုံပြီး ဒီကုသနိုင်အောင်ပြီးပါဖေရပြင်းမသေးကြရင်ဘယ်တီးပြပါဒါအပြေမှန်ပြတာမဟုတ်ပါဘူးအပြေမှန်ပြတာမဟုတ်ပါဘူးပြိဿများနေနဲ့အားပေးတဲ့ခါမှာစီကံရှိပေးစီလိုပါလေအကရေမိမိလက်ခုပ်ကြောင့် ကျောင်းသားရဲ့အဖြေကမှန်သွားရင်တော့ပြဿနာမဟုတ်ပေမဲ့မားတဲ့ဟာကိုအတီးပြုမိလို့ရှိရင်တော့ကျောင်းသားအတွက်ဆုံးရှုံးမှုဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့အဖြေမှန်ကြီးညာပြီးတော့မှသာအပိစီလိုပါကြောင်းမေတ္တာရက်ခံပါတယ်။ဒီကုသညာကိုပြီးလို့ကျောင်းသားက confirm ပေးထားပါတယ်။အဲ့ဒီအတွက်အဖြေကိုတကလေးကအတီးပြုပေးပါ။ဒီမှာဖေ။အဖြေမှန်ပြသပေးမှာဖြစ်ပါတယ်။အဖြေမှန်ကတော့ ဒီကုသနာယောဂီဖြစ်ပါတယ်မှန်ကန်ပါတယ်ခင်ဗျာဒုတိယအဆင့်မေကွန်အတွက် စုငွေ၄သိန်းရရှိပါပြီခင်ဗျာဒါဖြည့်ဆုံးမယ်ဆိုလို့ရှိရင် မေကွန်လေးကြည်ပြပါနော်ကပိလိုပြည်သည်မြည်သည့်တိုင်းအတွင်းတွင်တရှိပါသည်ဆိုတော့မေကွန်ဆက်ပြီးတော့ဖြည့်မယ်ဆိုလို့ရှိရင်မှန်တဲ့အခါမှာ၈သိန်းရမယ် မှားသွားလို့ရှိရင်တော့စစောက၄သိန်းမှာဆုံးရှုံးမယ်မဖြေဘဲနားမယ်ဆိုလို့ရှိရင်တော့စစောက၄သိန်းယူပြီးတော့တခါလဲဆုချပေးလိုက်မယ်ဆက်ပြီးတော့ကစားမလားတင်ညာမပဲနားမလားဆုံးဖြတ်ပေးပါဆက်ဖြေပါမယ်ခင်ဗျာဆက်ပြေမယ်နော်။ဟုတ်ကဲ့ဆက်ပြေမယ်ဆိုလို့ရှိရင်တော့ multiple choice မျိုးကိုနေပြပေးပါမယ်။ ကပိလောပြည်သည်မြည်သည့်တိုင်းအတွင်းတွင်တရှိစင်းသောတော့မေကုံးကို A တက်ကတိုင်း B ဘက်ကတိုင်း C မကတာတိုင်းနဲ့ D ကောသလာတိုင်းစဖြည့်လို့ရပါပြီ A တက်ကတိုင်းပါဖေရ A ဖြစ်မှန်အတိပြုတာသည် A တက္ကတိုင်ဖြစ်ပါတယ်တက္ကလေးမေကွန်းစစ်ပြပါတင်ပါဗျာရှစ်သိန်းတန်မေကွန်းအတွက်အဖြေအဲတက္ကတိုင်လို့ဖြေဆိုသွားပါတယ်အဖြေလေးစစ်ပါမယ်ခင်ဗျာအေးတက္ကတိုင်မှန်ကန်ပါတယ်ခင်ဗျာစုံွေရှစ်သိန်းရရှိပါပြီနောက်ထပ်မေကွန်းတစ်ခုပြပြပါ နောက်ထပ်မေးခွန်းတစ်ခုကိုကြည့်ပေးပါဖြေဆိုမယ်ဆိုလို့ရှိရင်တော့ဆက်ဖြေဖို့ပဲနှိပ်ပေးပါမဖြေဆိုဘူးဆိုလို့ရှိရင်တော့ရှေ့ကရရှိထားတဲ့စုငွေ၈သိန်းနဲ့နာခွင့်ရှိမှာဖြစ်ပါတယ်မေးခွန်းလေးမေးလို့ရပါပြီ15သိန်းနဲ့မေးခွန်းမိသူဤရှောက်ထားချက်ကိုအကြောင်းပြု၍မြတ်စွာဘုရားရှင်သည်မိဘနှစ်ပါးခွင့်မပြုတဲ့တားကို ရှင်ယဟန်မပြုတ်ပေးရဟုသော ဥပရေတော်ကြီးကိုပညတ်တော် မူထားခဲ့ပါသနီးဆိုတဲ့မိကုဖြစ်ပါတယ်။ဆက်ပြီးတော့ဖြေမယ်ဆိုလို့ရှိရင်မှန်လို့ရှိရင်စုံဝေ15သိန်းဖြစ်သွားပြီ။မဖြေဘဲနဲ့မတရားလို့မဖြေခြင်းမှုဆိုလို့ရှိရင်လည်းဒီနေရာမှာနားလို့ရပါတယ်။စုံဝေ8သိန်းကတော့တောင်းဝန်ရှိသူတွေကချီးမြှင့်ပေးပါလိမ့်မယ်။ဆက်ပြီးတော့ကစားမလားဒီနေရာမှာနားမလား။ဆက်ဖြေပါမယ်ခင်ဗျာ။ဆက်ဖြေမယ်နော်။ဆက်ဖြေမယ်ဆိုလို့ရှိရင်နော် မိမဲ့ multiple choice မေးခွန်းတွေကိုပြပေးမှာဖြစ်ပါတယ်မေးခွန်းများပြသပေးပါခင်ဗျာ15ဒိန်းနဲ့မေးခွန်းအတွက်မေးခွန်းနေပါ A ဘိမ်ပဒါရမင်းကြီး B ကောတလမင်းကြီး C တုတ်ဒေါဒနာမင်းကြီး D တုတ်ပဗုဒ္ဓမင်းကြီး C တုတ်ဒေါဒနာမင်းကြီးပါဗျာ ပြင်းမှန်သေးကြပြီလားပြင်းမှန်သေးကြပြီလားသေးကြပါပြီခင်ဗျာပြင်းမှန်သေးကြပြီဆိုရင်ရွေးထားတဲ့အဖြေလေးကိုတစ်ချက်မှတ်ထားပါလားအဖြေလေးကိုမှတ်ထားပြီပါရွေးထားတဲ့အဖြေလေးဒါလေးပြန်ပြောပြပါစီတုတ်တော်ဒနာမင်းကြီးပါခင်ဗျာစီတုတ်တော်ဒနာမင်းကြီးလို့ဖြေထားပါတယ်အဖြေစစ်ပါမယ်ခင်ဗျာ စီတောက်တော်ဒနာမင်းကြီးဆိုရင်မှန်ကန်ပါ रे ခင်ဗျာအခုလက်ရှိအချိန်ထိ15သိန်းရရှိနေပါပြီနောက်ထပ်မေကွန်းကြည်ပြီးလို့ရှိရင်တော့ကစားမလားနားမလားဆိုတာဒါလေးဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်နားမယ်ဆိုရင်တော့အခုလက်ရှိရထားတဲ့15သိန်းနဲ့စုငွေကြီးမြင့်ပေးသွားမှာဖြစ်ပြီးတော့ဆက်ကစားမယ်ဆိုလို့ရှိရင်တော့မေကွန်းပြေဆိုအောင်ပါမယ်တကယ်လို့ပြေဆိုလို့မှားသွားရင်တော့ရှေ့ကရရှိထားတဲ့စုငွေပါဆုံးရှုံးမှာဖြစ်ပါတယ် သိန်း30တန်မိကုန်ဖြစ်ပါတယ်ဘုံဘုံမေးပေးပါအောင်ခင်ဗျာရဟန်းတော်များအနေနဲ့ဘုရားချမ်းမတ်တော်မူခဲ့သောဝိနည်းဒေသနာလိုက်နာခြင်းသုံးပွဲ928သွယ်သိခါဘုဒ္ဓတို့တွင်ကျွလွန်မိပါက ပြန်လဲကူစား၍ရနိုင်သော သိခါဘုတ်ဘဏ္ဍဘုတ်ရှိတယ်လဲဆိုရက်မိကုန်ဖြစ်ပါတယ်သိန်း30တန်မိကုန်ဆက်ပြီးတော့ဖြီလို့မှန်မယ်ဆိုလို့ရှိရင် စုငွေ330ကိုတက်ဆိုင်ရာတာဝန်ရှိသူတွေကချီးမြှင့်ပေးလိမ့်မယ်။မှားလို့ရှိရင်တော့တားရမယ့်စုအလုံးဆုံးရှုံးမယ်။ဆက်ပြီးတော့ဖြေမလားဒီနေရာမှာနားမလားဆုံးဖြတ်ပေးပါ။ဆက်ဖြေပါမယ်ဖေ။ဆက်ဖြေမယ်ဆိုလို့ရှိရင်တော့မိကွန်းတွေကိုပြသပေးမှာဖြစ်ပါတယ်။မိကွန်းများပြပေးပါဦးခင်ဗျာ။ ကျွလုံမိပါကပြန်လဲကုစား၍ရနိုင်သောတိခါဘုတ်တို့သည် A 200 B 230 C 220 D 223 D 223ပါဖေရ ပြေဆိုသွားတာဒီ223ဖြစ်ပါတယ်အဖြေစစ်ပါမယ်ခင်ဗျာအဖြေမှန်ကတော့ဒီ223ဖြစ်ပါတယ်ခင်ဗျာသိန်း30ရဲ့မိကုံးကိုကြော်လွားနိုင်ခဲ့ပါပြီနောက်ထပ်တဆင့်တက်ပါတော့မယ်သိန်း60 မိကုံးကိုပြတာပေးပါမယ်။ဒိန်60မိကုံးကိုရက်တက်မယ်ဆိုလို့ရှိရင်ရနာနိုင်ပြီးတော့စက္ကစားမယ်ဆိုရင် စက္ကစားနိုင်ပါတယ်။မိကုံးပြတာပေးပါဦးခင်ဗျာ။မိကုံးမေးပေးပါမယ်။မိကုံးအရင်ပြပေးပါဦးခင်ဗျာ။ရာဇဇူပြင်းနဲ့ဝေသာလီပြည်ကြာအရှိအနောက် ဖြတ်တန်းစီစဉ်သွားလျက်ရှိသောမြစ်ကြီးတစ်စင်းကိုရွေးချယ်ဖြည့်ဆို့ရမှာဖြစ်ပါတယ်။ဖြည့်ဆို့မယ်ဆိုလို့ရှိရင် ဘဲလေးနှိပ်ပေးပါရက်တက်မယ်ဆိုရင်ပြောလို့ရပါတယ်ဖြည့်ဆုံးမယ်နော်ဒါလေးဖြည့်ဆုံးမယ်ဆိုလို့ရှိရင်တော့မေကုံများမေးပါတော့မယ်ခင်ဗျာပြတာပေးပါ A ကင်းက B ယမုန်နာ C အစီရဝတီ D နေရင်ဇရာဖြစ်ပါတယ် ဖြေပါเอกิงกาပါဗျာဖြေဆိုသူကเอกิงกาလို့ဖြေဆိုထားပါတယ်ကျွန်တော်တို့အဖြေစစ်ပါတော့မယ်ခင်ဗျာအဖြေเอกิงกาဖြစ်ပါတယ်ခင်ဗျာ ဂုံယူပါတယ်သိန်း60မေကွန်အထိဖြေဆိုနိုင်တဲ့အတွက်ဝန်တာဂုံယူမိပါတယ်နောက်ဆုံးသိန်း120မေကွန်မေးပါမယ်မေကွန်လေးမမေးခင်ပါတိန်120ရရှိရင်လူမဲ့လူရှင်များကို ဂုံယူစွာဖြင့်မှတ်တမ်းတင်ပြစေပထမဦးစွာဒေါ်မြင့်မွန်ခင်သိန်း30ဦးတန်းဦးဒေါ်ခင်ခင်လင်းနေသမီး72သိန်းဒေါ်မေပလဲ72သိန်းဦးနိုင်အေးမြင့်ဒေါ်မိအုံမာသမီးမိကွန်အုံ international ကျွန်တော်တို့ the questing award to social ဆူရှယ်ဘင်းဂျပန်ဆူရအောင်တပြေရွှေဆိုင်မိသားစုယရနာစံပြကျွေးရွာကျိုင်မယောမြို့မွန်ပြည်နယ်မှာ72သိန်း RGK ZNA Group Company Limited မိသားစုမှာ15သိန်းဒေါက်တာဝင်းမြင့်အကမဟာတိရိသူဓမသိန်းကြီးဒေါ်ခိုင်ခိုင်ဦးမှာငွေမြင့်မြစ်တာမော်မိသားစုမှာအလူငွေ72သိန်း လေကျွန်းသူဖောင်ဒေးရှင်း၏နာယကဖြစ်သောတီဟာသူဓမ္မသင်္ကေတဒေါက်တာမြတ်တိရာဆွေတင်မ72သိန်းဦးစိုးလွင်ဒေါ်စန်းငွေတမီမဇာဇာလင်းလင်းလက်စပရိမ3သိန်းအဘိဓမ္မာပြန်ပွားရေးအသင်းမှငွေချက်3သိန်းဦးမင်းနိုင်ဒေါ်စောတနာအေရှာရိန်ဘိုးမှငွေချက်3သိန်းကျွန်တော်မစိုးရင်တိုက်တဲ့နာယကဆရာတော်မှငွေချက်3သိန်း မြတ်သောယောဂီဖွင့်မှငွေကျပ်2သိန်းဥကျော်သူဒေါ်အေးအေးရီတနာမိုးမိသားစုမှငွေကျပ်2သိန်းလေကျွန်းသူ ဖောင်ဒေးရှင်းအသိဥက္ကဋ္ဌဖြစ်သောအကမဟာသီရိသူရမသိန်းကြီးဒေါ်ခိုင်ခိုင်ဥမှငွေကျပ်12သိန်းမြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နေဇတ်တောင်တန်းဒေသနာသာသနာနုဂဟအသိကြီးမှငွေကျပ်3သိန်းတို့လှူဒါန်းထားပါရခင်ဗျာ ျွန်တော်တို့နောက်ဆုံးအဆင့်ငွေချက်သိန်း120တန်မေကွန်ကိုဖြည့်ဆို့မလားမဖြည့်ဆို့ဘူးလား play or stay ကစားမလားနားမလားဆိုတဲ့မေကွန်ပြသပေးဖို့တောင်းဆိုပါရခင်ဗျာပုံပုံမေးပေးပါအောင်ခင်ဗျာရှိရအဲ့ဘက်ကိုမြင်ရတာဒါအဲ့ဘက်မြင်ရနော်မြင်ရနော်အဲ့ဒီမှာပဲကြည့်မယ်နော် သိန်း120တူတာဆိုရင်ဘိုးတွင်ဘိုးအဖွဲ့ကနေပြီးတော့စီစဉ်တဲ့အစီအစဉ်မှာခေါင်းကကြီးညာပေးတဲ့လူရှင်တွေအားလုံးကစုပေါင်းပြီးတော့ဓမ္မဒါနပညာသင်စရိတ်တက္ကသိုလ်စရိတ်ကာမိအောင်သူတန်းမယ်လို့ဘုံဝန်တို့ရှိကိုကြိုတင်ပြီးတော့ဆင်းပေးထားတယ်။ဒါအတွက်တဆင့်ပဲရှိတော့တယ်မေကွန်။သိန်း60လက်ထဲမှာရပြီးသွားပြီ။ အဲ့ဒီမိကုံးကိုသားဆက်ပြေမလားဒီနေရာမှာနားမလားဆက်ပြေမဘုံဘုံတော့အပြေမှန်၄မျိုးပြမယ်မှားလို့ရှိရင်တော့အဲ့ဒီအလူငွေတွေအားလုံးဘုံဘုံတို့ဘိုးဘွဲ့ကတိမ့်မယ်လာမယ့်နှစ်ပထမစုရှင်အတွက်တိမ့်ပေါင်း240ဖြစ်သွားမယ် အကေရတာဆက်မဖြေဘဲနဲ့ဒီညမှာရက်မယ်ဆိုလို့ရှိရင်ဒိန်း60ဘိုးဖွဲ့ကနေပြီးတော့အဒူရှင်နေနဲ့ညှိပြီးတော့စီမံပေးလိမ့်မယ်။ကျန်တဲ့စုသည်ဘုန်းကြီးတို့ဘိုးဖွဲ့ကမသိမ့်ပါဘူး။လာမယ့်နှစ်ပထမဆုရှင်အတွက်320 +60 ဆို380ဖြစ်သွားမယ်။80ကစားမလားဒီညမှာနားမလားဆိုတာတအားကိုယ်တိုင်ဘယ်တီးပြီးတော့ဆုံးဖြတ်ပေးပါ။

အဆက်ဖြေနှစ်ဆရအဖြေနိုင်ဘူးလို့စိတ်ကူးရှိတယ်ဆိုလို့ရှိရင်တော့နားလို့ရတယ်ဒီတခါနောက်ဆုံးဘုံဘုံခွင့်ပြုပေးခြင်းဖြစ်တယ်ဘဲတီးပြီးတော့ confirm လုပ်ပါဘဲတီးပြီးတော့ဒါရဲ့ဆုံးဖြတ်ချက်ကို confirm လုပ်ပေးပါတဲ့ဖြေမလားမဖြေဘူးလားပြောပေးပါတဲ့တေချာလေးစဉ်းစားလိုက်ပါအောင်ချိန်ရှိပါသေးတယ်ဟုတ်ကဲ့နားလိုက်ပါမယ်ခင်ဗျာ မဟာဘုဒ္ဓဝင်၆တွဲရှိုပ်ကိုဒီလောက်အဆင့်ထိဖြည့်ဆို့ပူဇော်ပေးတာဘုံတို့ဘိုးဖွဲရလည်းပဲဂုဏ်ယူတယ်ပရိသတ်တွေအားလည်းအားလုံးအားလည်းပဲဂုဏ်ယူတယ်အလူရှင်များကိုလည်းဘုံဘုံတို့ကမေတ္တာရက်ခံပါတယ်ဘုံဘုံတို့ကအလုံးစုံစုချလို့ရအောင် စီစဉ်ပေးတော်ညာလည်းပဲပြိုင်ဝဲဝင်ကိုယ်တိုင်ရဲ့အဆုံးဖြတ်ချက်သာအတည်ဖြစ်ပါတယ်မဖြေကျင်တဲ့မိကုန်းကိုလည်းအတင်းမေးလို့များသလို့ ဖြည့်ခြင်းနဲ့မိဖို့လည်းတားလို့မရပါဘူးဒါပေမဲ့အားလုံးသောပြိတ္တတွေကုသူပို့ပြီးတော့ထူးအောင်ဘုသူတ္တရအောင်နားတော့နားပြီးသွားပြီနော်သိန်း60ဘိုးဖွဲ့က160ပေးဖို့ပြင်ထားပေးလိုက်ပါအလိုရှင်တွေကိုလည်းပဲပြီးလို့ရှိရင်ကိုရင်ကိုကြဆုချလို့ရအောင်စီစဉ်ပေးလိုက်ပါအဖြေလေးမျိုးလေးနမူနာဖြည့်ကြည့်မဖြည့်ကြည့်ညုံလားအဖြေလေးမျိုးပြပေးမယ်နမူနာဖြည့်ကြည့်ပေးပါတဲ့ဟုတ်ကဲ့နံပါတ် သောတာပန် B sorry A သောတာပန် B တဂရဂံ C အနာဂံနဲ့ D ရဟန္တာတာကေဝေမင်းသား6ဦးဥပါလိစတ္တာတေတို့ရှင်ယဟန်ပြုကြခြင်းတွင် သုဒ္ဓေါဒနာမင်းကြီးသည်လောကုတ္တရာတရားတို့အမြင့်ဆုံးဘယ်အဆင့်ထိရရှိပြီးဖြစ်ပါသနည်းတဲ့တာနမူလာလေးမေကွန်းတစ်ခုလောက်ตาရပါတယ်ဖြည့်ကြည့်ပါလား မာရမနာမဆိုင်တော့ဘူးနော်ကျိုးပြောပြီးပြီနော်ဒါ60ပိုင်ပြီးနေပြီသိကြပြီပြန်ပြီယူသာသနာပဲဒါအသားရဲ့အဟုတုတာကိုထပ်ဆန်းတာပေါ့စီအနာကမှာဗျာပြောင်းအောင်မလားပြောင်းအောင်မလားတဲ့အဖြစ်မှန် ပြောင်းတော့ပါဗျာဒါပရိသတ်ဘုဒ္ဓရရအောင်မနော်ဒါနော်ပရိသတ်ဘဟုဒ္ဓရရအောင်ဘုံဘောမေးတာဖြစ်ပါတယ်ဒါဆိုလို့ရှင်ဘုံဘုရားအပြေတိုက်မလားဗျာဖြေတိုက်ပါမယ်ပရိသတ်တွေအရင်မေးခြင်းပါတယ်ပရိသတ်တွေဒါဆိုလို့ရှင်စက်ဖြေမလားနားမလားနားမလားတလေတန်နဲ့တလေတန်နဲ့ဒါဆိုလို့ရှင်အပြေရရောဘာများဖြစ်နိုင်ပါလဲခင်ဗျာမသိဘူးတဲ့တချို့ကလက်တွေခါပြတယ်အဲ့လောက်မပွင့်လင်းပါနဲ့ရပါတယ် ကျွန်တော်လည်းမသိပါဘူးလို့တော်လိုက်တာเนาะအဖြေတိုက်ရင်တော့ဘလို့အတန်တွေထွက်လာနိုင်လဲဆိုတာကျွန်တော်ရင်ထဲကနေကြိုသိနေပါတယ်အဖြေမှန်လေးတိုက်ပါမယ်ခင်ဗျာအဖြေမှန်ကတော့ C နာဂံပဲဖြစ်ပါတယ်တို့ဒီတို့တော့ညာလေသူက360မှာရန်နာထားတဲ့အတွက်360သာစခုနိုင်မှာဖြစ်ပါတယ်ခင်ဗျာ ကုန်ယူပါရယ် congratulations ပါခင်ဗျာတကယ်လို့တတိကိုသာစွန်ပြီးဖြည့်ခဲ့မယ်ဆိုရင်ဒါလေး320ရမှာနော်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အမေအဖေမိကုံးလေးတွေကကြည်တဲ့အမျိုးကြီးတွေကိုဘဟုတုတ္တရရစေမယ်လို့ထင်ပါရဲ့ရှင်။မိုးနဲ့တူဗီဒီယိုလေးကိုအဆုံးထိလက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လဲမိုးဆယ်လီတဲ့တင်နေဘဟုတုတ္တရရစရာဗီဒီယိုတွေ ရှင်းစရာကောင်းတဲ့ကိုရီလေးတွေရဲ့ဗီဒီယိုတွေဟာတဲ့ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတက်ဆက်ပြီးမှမို့မွေး channel လေးကိုလာရင်စက်ကိုနှိပ်တော့ဖို့တောင်းဆိုပါရရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်တတ